မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။တလင်းသားရင်နဲ့ကျိုးစုအဆက်ကစစ်တပ်ရဲ့ရှေ့တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါအဝင်20ဦးဟာတေသွားပြီးစစ်သားအလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားပါတယ်။စစ်မှုထမ်းတနန်းစင်တပ်သားတွေနဲ့ အခြေခံပညာအထက်တန်းအောင်မြင်ပြီးသူတွေကို drone တက်နဲ့စစ်တပ်လေထီတပ်စုတွေကိုပို့ဆောင်ကာတပ်သားတပ်တွေကိုတော့လက်ရုံးတက်အပါဝင်နေပယ်စုံမှာအတုံးချလာတဲ့တဲ့ရင်ပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းတဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ကအကြမ်းဖက်စစ်တပ်ရဲ့ရှေ့တန်းစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါအဝင်20ဦးဟာသေသွားပြီးစစ်သားအားလုံးဟာစခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ဗိတ်ခရိုင်ပြည်သူ့ကာကွယ်ပူးပေါင်းစစ်ကြောင်းနှစ်ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းမီဒီယာကိုပြောပါတယ် မေလ6ရက်နေ့မနက်9:55မိနစ်လောက်မှာတနင်္သာရီမြို့နယ်နဲ့ကျွန်းစုမြို့နယ်အဆက်ကအကျဲဖက်စစ်တပ်ရဲ့ဝါရစ်ပိန်းတော်ပြင်ရှေ့တန်းစကန်ကိုတော်လိုင်းဖူပေါက်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ် ထိတွေ့တိုက်ပွဲဟာလနိုင်ခွဲမိဘကြံမြင့်ခဲ့ပြီးတုံးကျင်စစ်တိုက်အပြင်းထန်ပစ်ခတ်မှုတွေဖြစ်ပွားနေချိန်မှာအကြက်ဖက်စစ်တပ်ဘက်ကလေရင်တစည်းစစ်ရဟတ်ရင်တစည်းနဲ့ခုနှစ်ကျင်းဘုံကျဲတိုက်ခိုက်တာရဟရင်ဘော်ကလည်းစစ်တပ်တွေနဲ့အပြင်းထန်ပစ်ခတ်တာတွေကိုလှုပ်ဆောင်ခဲ့ပြီး ရေရက်စစ်တမောကောင်ကနေလဲလက်လက်ကြီးလက်လက်ငယ်တွေအကျဉ်းများစွာ ပြစ်ခတ်ခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကအထိနာသွားပြီးစစ်သားအားလုံးကရှစ်တန်းစခန်းကနေဆုတ်ခွာထွက်ပြေးသွားတယ်လို့လည်းသိရပါတယ်။ထိတွေ့တိုက်ပွဲအတွင်းမှာအကြက်ဖက်စစ်တပ်ဘက်ကဗိုလ်မှူးမြင့်ဝင်းအပါဝင်စစ်ကောင်စီတပ်သား20ဦးဟာသေသွားတာဖြစ်တယ်လို့လည်းသိရပါတယ်။ဒီတိုက်ပွဲကိုတနင်္သာရီမြို့နယ်ပကဖဒိတ်ခရံတရင်နဲ့ကျွန်းစုပကဖနဲ့တိုင်းပကဖတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ ီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတနန်းစင်းတပ်သားတွေနဲ့အခြေခံပညာအထက်တန်းအဆင့်အောင်မြင်ပြီးမြောက်ထားသူတွေကိုဒရုန်းတပ်နဲ့စစ်တပ်လေထီပစ်ခတ်တဲ့တပ်စုတွေစီကိုပို့ဆောင်နေတယ်လို့ အဲ့ဒီလိုပို့ဆောင်ခံရတဲ့စစ်မှုထမ်းတပ်သားအချို့ရဲ့မိဘဆွေမျိုးတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အကြမ်းဖက်စစ်ကောင်စီဟာအသက်18နှစ်ကနေ35နှစ်အတွင်းမှာရှိတဲ့လူငယ်တွေကိုစစ်မှုထမ်းတပ်သားအဖြစ်စုဆောင်းနေတာဖြစ်တယ်လို့ဆိုပေမဲ့လည်းလက်တွေမှာတော့အရွယ်ဘောင်းဆောင်ကိုအတင်းကျပ်ပေါ်တာဆွဲတာစင့်ခေါ်တာတွေကိုလုဆောင်နေတာဖြစ်တယ်လို့လည်းသိရှိရပါဗျ အဲ့ဒီထက်ကမှာအခြေခံပညာအထက်တန်းဆက်အောင်မြင်ပြီးလူတွေကစစ်ဘုတန်းတင်နန်းစင်းလူငယ်ချို့ကိုဒရုန်းတပ်စုကိုပို့ဆောင်ခြင်းစက်တက်လေထီးတက်အစုအဖွဲ့ကိုပို့ဆောင်တာတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့လဲစစ်ဘုတန်းအပတ်စဉ်ကိုတင်နန်းစင်းပြီးရဲ့နောက်မှာ ဒရုန်းတပ်စုကိုပို့ဆောင်ခံရတဲ့တပ်သားတစ်တဦးရဲ့မိခင်ဖြစ်သူကပြောပါရယ်။ဒါအပြင်စစ်ကောင်စီကစစ်မှုထမ်းတနန်းစင်တပ်သားတစ်တွေကိုရှေ့တန်းစစ်နယ်ပြင်ကိုပို့ဆောင်တာတွေရှိတယ်လို့ကပ္ပစစစ်အုပ်တွေစီကိုလည်းစစ်လို့ပြီးလေယုံတပ်သားအဖြစ်တနန်းပေးတာလက်လက်ထုတ်လို့ရေးဆိုင်ရအခြေခံအကြဆုံးအလုပ်တွေကိုပါခိုင်းစေနေတာဖြစ်ပြီးစစ်မှုထမ်းတပ်သားတစ်တွေကိုစစ်ကောင်စီကနေပယ်အစုံမှာအတုံးချလာတာကိုလည်းတွေ့ရပါရဲ့ရှင်။ ပဲခူးတန်းတပုတ်ကိုကြည့်အောင်ပါပဲခူးတိုင်းနတ်တလင်းမြို့နယ်မှာအကြက်သက်စစ်တပ်တရင်ပေပြူစောတီစောလိုင်ကိုပြစ်ခတ်တိုက်ခိုက်ရမှာတေသွားခဲ့တယ်လို့နတ်စစ်တီတပ်ဖွဲ့ကတောင်ဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မေလ၈ရက်နေ့နေ့လယ်၁၂နာရီလောက်ကနန္တလေးမြို့နယ်ကျွန်းလေးပင်ကျေးရွာမှာနေထိုင်တဲ့အကြက်ဘက်စစ်ကောင်စီစစ်တပ်တရင်ပေပြူစောတီစောလိုင်ကိုနတ်စစ်တီတက်ဖွဲ့နဲ့ ် BIA တစ်ဖက်တို့ကပြစ်ခတ်တိုက်ခိုက်ရာမှာပွဲချင်းပြီးတည်သွားကြတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တည်ဆုံးသွားတဲ့ပြူစောတိဆော့လိုက်ဟာအကြက်ဖက်စစ်တဲ့ဒေါက်တိုင်လည်းဖြစ်ပြီးသူကိုယ်တိုင်ကပြူစောတိအဖွဲ့တွေဝင်ရောက်ကပြည်သူတွေကိုနှီးမြှုပ်နှံဒုက္ခပေးနေသူ ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်လှိုင်းဘွဲ့မြို့နယ်ပိုင်ကြုံမြို့နယ်အတွင်းကအကြက်ဖက်စစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်နေပြီးဒေသပြည်သူ300ကျော်ဟာထိုင်းနိုင်ငံအတွင်းကိုတိမ်းရှောင်နေရတယ်လို့ဒေသစစ်ရေးသတင်းမြစ်တွေရဲ့ပြောဆိုချက်နဲ့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။မေလ9ရက်နေ့မနက်ပိုင်းကနေစတင်ကလှိုင်းဘွဲ့မြို့နယ်ထိုင်းမြန်မာနယ်စပ် အန်ဂျိုမြို့တစ်ချောက်ကအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကို KNL ပူးပေါင်းတပ်တွေက drone တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိ စစ်တပ်စခန်းတွေကိုပိတ်ဆို့တိုက်ခိုက်နေရလို့လည်းသိရပါဗျ။အဲဒီတိုက်ပွဲတွေကြောင့်စစ်ပေးဆောင်ပြည်သူ329ဦးဟာထိုင်းနိုင်ငံဘက်ကျန်းကိုထွက်ပြေးတင်းရှောင်နေရတယ်လို့ဒေတာတွင်သတင်းမြစ်တွေကပြောပြပါဗျ။တတလုံးမှာတော့ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကစစ်ကောင်စီတပ်တွေကို KNL ဥဆောင်တဲ့တော်လိုင်းတပ်တွေကတိုက်ခိုက်နေတာဖြစ်တဲ့အတွက်ကြောင့်ထိုင်းစစ်တပ်ကနယ်စပ်လုံခြုံရေးကိုအထူးတွန်းပြန်ထားတယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားပါရှင်။ ဒီတစ်ခါမှာတော့ညီနောင်မာမိတ်တဝက်ဘက်ကတဖက်တက်အပြစ်ရထားတယ်ဆိုပေမဲ့လေအကြမ်းဖက်စစ်ကောင်စီတပ်ဟာရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကိုထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ TNL ကသတင်းထုတ်ပြန်ထားပါတယ်။မေလ9ရက်နေ့မနက်8:55မိနစ်လောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဟာတောင်အောင်တပ်မတော် PSLF TNL ရှိရာတောင်ဝကျေးရွာနီးတစ်ဝိုက်ကို ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့လည်း TNL ကသတင်းထုတ်ပြန်ထားပါတယ်။အလားတူအိနေနေ့လယ်12:30မိနစ်ခန့်မှာတောင်းတမတော်ရှိရာကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့တောင်းတမတော် PSLF TNL တပ်တို့ကြားရာပြင်ကျင်းမှာအဒီမှာထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။မေလ9ရက်နေ့နဲ့6ရက်နေ့တို့မှာလည်း တောင်းတတော် DNL တက်စကန်ကိုအကြက်ဖက်စစ်ကောင်စီတက်ကထိုးစစ်ဆင်လာတာကြောင့်နောင်ချိုမြို့နယ်တဲချိုကြေးရွာမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့လို့လည်းသိရပါဗျ။ဒါအပြင်တပည့်ချင်းမြို့နယ်ဖော့တော့ကြေးရွာအနီးမှာရှိတဲ့ဂိတ်ကိုလည်းမေလ9ရက်နေ့ညနေ9:00ခွဲလောက်ကအကြက်ဖက်စစ်ကောင်စီတက်က Jet Fighter တစ်စီးနဲ့ဘုံနှလုံးကိုလာရောက်ကျဲချတိုက်ခတ်ခဲ့တယ်လို့စစ်ကောင်စီရဲ့မှတ်စက်တော့တက်စကန်အတွင်းကိုလည်း Y8 လေယာဉ်နဲ့ လက်လက်ခရံ85တော့ကိုလည်းလာရောက်ကျဲချပို့ဆောင်ခဲ့လို့လည်းသိရပါဗယ်ညီနောင်မမိတ်သုံးဘွယ်ဟာငလင်တန်တဲ့ပြည်သူတွေနဲ့လူသားချင်းစာနာထောက်ထားတဲ့လုပ်ငန်းတွေဆက်လက်လှုပ်ဆောင်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေမှာထိုးစစ်တွေကိုပြုလုပ်မှာမဟုတ်ဘဲတစ်ဖက်သက်အပြစ်ရဲ့ကာလကိုနောက်ထပ်တလားတက်တန်းထပ်တိုးနေတယ်လို့လည်းမေလတင်းတွေကထုတ်ပြန်ကြေညာခဲ့ပေမဲ့လည်းစစ်ကောင်စီဘက်ကတော့ထိုးစစ်တွေကိုဆက်လက်လှုပ်ဆောင်နေတာလည်းဖြစ်ပါရဲ့ရှင့် ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့မန္တလေးတိုင်းကြောက်စည်မြို့နယ်အနီးကိုဗဟိုပြုကမနစ်ကနေ့လယ်ပိုင်းကပြင်းအား၄.၁အဆင့်ရှိတဲ့ငလင်လောက်ခတ်ရမှာကြောက်စည်မြစ်သားနဲ့စကိုင်းမြို့နယ်တို့မှာတိတိတတ်တာခန်းစားသိရှိခဲ့ရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မွန်ရွယ်၂နာရီ၉မိနစ်အချိန်ကမန္တလေးတိုင်းကြောက်စည်မြို့အရှိတောင်ဘက် 9ကီလိုမီတာကွာမြေအောက်အနက်10ကီလိုမီတာကိုဗဟိုပြုကရစ်ချတာစကဲ၄.၁အဆင့်ရှိတဲ့အင်အားအသင့်တင်ရှိတဲ့မြေငလင်တစ်ခုဟာထပ်မံလှုပ်ခတ်သွားခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဲ့ဆန်ရစီမံခန့်ခွဲဝင်းဌာနကတည်င်းထုတ်ပြန်ထားပါတယ်။အဲ့ဒီငလင်တွေကိုကျောက်ဆယ်မြင့်ငယ်နဲ့သခိုင်းမြို့နယ်အတွင်းမှာလည်းတိတာစွာခန်းစားသိရှိခဲ့ရတယ်လို့ဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးလို့ရေရွတ်တမန်ရှင်ကျမများပါ။